ကဲဒေါသထွက်ထွက်နေပဲကျမလိုင်းပေါ်ပြန်တက်လာတယ်ပေါ့ရှင်ဒီရက်ထဲမှာကျမနေရတာလည်းလုံးဝအဆင်မပြေဘူးကျမတို့အတွက်ကတွေ့တွေ့သမျှမြင်ကွင်းရအနှိတ်ထာယုံနေကျမတို့အတွက်ကဝမ်းနေပွေရတယ်ဒေါသထွက်ဆရာကြီးပဲနော်အဲ့ဒီတော့ကျမလေလိုင်းပေါ်မှာလေကျမပြောနေတာနိုင်ငံရေးစကားတွေစဲနေတာဘောမတွေကိုတော့ကျမမစဲဘူးဘာဖြစ်လို့လဲလို့ဆိုရင်ကျမပြောတင်တဲ့ဆန္ဒလည်းလုံးဝရှိမနေတာဖြစ်တယ်လို့အခုချိန်မှာဘာကအရေးကြီးလဲဆိုတော့ကျမတို့သိနေတဲ့အတွက်ဒီနိုင်ငံရေးကိစ္စတွေကျမတို့ခဏထားထားပြီးတော့ဒီ ငလှင်ဘေးအတွက်ကျွန်တော်တို့သတင်းတွေကိုရသလောက်ရှဲ့ပေးနေတာဘာလို့လဲဆိုရင်သတင်းဌာနတွေကလည်းအပိတ်ခံထားတာဖြစ်နေတော့ဒီသတင်းတွေကဘာပေါ်ကိုရောက်ပါစေဆိုတဲ့စံနှားနဲ့ကျွန်တော်တို့ရဲ့အကောင့်လေးတွေမှာနော်ကျွန်တော်တို့အင်အားတွေနော်ရှိသမျှအင်အားတွေဒီထဲမှာတုံးထားတယ်ဒီအခုဆိုလို့ရှိရင်ကျွန်မပိတ်ရက်တွေနားရက်တွေဆိုလို့ရှိရင်ကျွန်မတောက်လျှောက်အလူခံနေရယ်နော်အခုကျွန်တော်တို့လစဉ်လစဉ်ထောက်ပို့နေတယ်အဲနော်ဒီ PDF တွေအတွက်စားနပ်ရိတ်ခါ ွားနေတယ်ကျမတို့ရဲ့ဒီတွန်လိုင်းရံပုံငွေတွေကမှကျမတို့ဒီတဲကိုထည့်ပေးနေတာနော်ဆိုတဲ့အခါကျတော့အခုဒီမနက်တွေးလိုက်ရတဲ့မြင်ကွင်းဒီမနက်မတိုင်ခင်မှာအရင်တွေးထားရတဲ့မြင်ကွင်းတွေရောကျမတို့တို့အရန်ဒေါသထွက်စရာတွေဖြစ်တယ်ကျမတို့စိတ်တွေကအခုချိန်မှာလုံးဝ sensitive ဖြစ်နေပြီးတော့ဒေါသတွေထွက်နေလို့ကျမတို့ ဖြစ်ကြောင်းကုံစင်ကိုအကုန်လိုက်မကြည့်တော့ဘူးဆိုရှယ်မီဒီယာမှာဘယ်နေရာမှာဘာဖြစ်နေတယ်အဘယ်သူကတော့ဘလို့ဖြစ်သွားပြီဆိုတဲ့ဟာတွေတော့အချက်အလက်ခိုင်ခိုင်လုံလုံသိရရင်ကျွန်တော်တို့ကျင့်နေပြီအဲ့ဟာနဲ့ပဲကျွန်တော်တို့ဒီဆိုရှယ်မီဒီယာကိုတိတ်မကြည့်ဘာလို့ဆိုကျွန်တော်ခေါင်းတွေလည်းကြိုက်တယ်ရှင်မူးလည်းမူးတယ်တော့ဘယ်လိုဒေါသတွေထွက်ဒီချိန်မှာကျွန်တော်တို့အတွက်ကလုံအောင်မှာစိတ်ခံစားချက်လုံအောင် energy လုံအောင်ညှော့နေနေလေမကောင်းနေဘူးเนาะအဲ့ဒီအတွက် ကျမတို့ဒီလိုစကားတွေကိုလည်းမပြောချင်ဘူးဒေါသလည်းမထွက်ချင်ဘူးရှင်เนาะအဲ့တော့ဒီနေ့မနက်မှာမန္တလေးမှာဘုံကထိန်လာဘာလဲတော့မသိဘူးเนาะတချင်းတွေဖွင့်ပြီးတော့အာရှင်လောင်းလှဲ့နေတာကြီးကနေတာကြီးเนาะပြောရင်လည်းဒေါသထွက်ပါတယ်ကျမပြောသလိုပဲလုံးဝစိတ်ဓာတ်ကိုလုံးဝကျမတို့အောက်ဆုံးမှာပါเนาะစိတ်ဓာတ်ကိုလုံးဝအောက်ဆုံးမှာပါဘာလို့အောက်ဆုံးမှာလဲကျမတို့မိသားစုတယောက်မှမခံရဘူးရှင်ငလင်တန်လည်းမခံရဘူး เนาะကျွန်တော်မိသားစုတွေအေးအေးဆေးဆေးလုံခြုံတဲ့နေရာမှာရှိနေတယ်เนาะအဲ့ဒီတို့ကကျမတို့ ਨੇ ဘာမှမတက်ဆိုင်ပေမဲ့ကျမတို့ကကျမတို့နိုင်ငံမှာဖြစ်နေတဲ့เนาะပြဿနာတွေအားလုံးကိုကိုယ်ရင်ဘတ်ကြီး ਨੇ လိုက်ခံစားပြီးပြောသင့်တာတွေပြောပေးနေရတယ်เนาะဒီလောက်ထိလူအသိလူအညာသမင်းစပါးထားတဲ့အသိလေးအောင်ရှင်တို့မှမမွေးနိုင်ရတော့ဘူးလားဟင်ဒီကြားထဲမှာဖြစ်သွားတဲ့เนาะပြဿနာတွေကြားထဲမှာပွဲတွေကလည်းတပွဲပြီးတပွဲ အလုံးလက်ဆပွဲတွေမူလို့ဖျက်ပေးလို့မရလို့ဆိုပြီးလုံလိုက်တဲ့ပွဲတွေလည်းရှိနော်အဲ့တော့ကျမတို့ကသူတို့နိုင်ငံကရိုးရိုးပြဿနာဖြစ်နေတာမဟုတ်ဘူးနော်စစ်ဘေးဖြစ်နေတာနိုင်ငံတကာနိုင်ငံကစစ်ဖြစ်နေပြီဆိုတာတောင်ကျမတို့တော်တော်ကြောက်เสียရဆိုးရိမ်เสียကောင်းတော်တော်တတိထားပြီးနေရမယ်အနေထားမျိုးဖြစ်ပါတယ်ဘာလို့လဲဆိုတော့တခါပဲရတဲ့တဘဝပဲရတဲ့အသက်ကိုလဲပြီးတော့တိုက်ယူနေကြရတာနော် ဲ့ဒီအတွက်ကျမတို့ကဘလောက်ထိအရေးကြီးတဲ့အခန်းကဏ္ဍမှာရှင့်နေတယ်ဆိုတာကိုကျမတို့မပြောဘဲနဲ့သိရမယ်ရှင်ထမင်းစားနေတာဆိုရင်နော်အခုကစစ်တံနေမကတော့ကျမတို့ရေပေးရေတံငလျင်တံဖြစ်လိုက်တဲ့ပြဿနာပေါင်းမြောက်များစွာဟာအကြီးကြီးတွေပဲအသက်ထောင်ထောင်ကျော်နှုတ်ယူသွားတဲ့ဘေးအန္တရာယ်တွေပဲကျမတို့နိုင်ငံ၄နှစ်တိုင်တိုင်ကြာရောက်နေတာနော်ဒီမအေလိုအုပ်ချုပ်တဲ့၄နှစ်တိုင်တိုင်မှာ ကျမတို့အကြီးဟာတွေအကုန်လုံးပြည်သူလူထုခံစားနေကြရတာနော်ဒီတဘာဝဘေးအန်ဒီရီကလည်းမင်းဆိုမင်းညက်လက်ထမှာအများဆုံးပြတယ်ဒါတောင်မှ လုံးဝမစင်ပေဘူးလုံးဝဘာအရေးချင်းမှလည်းမရှိဘူးနော်နိုင်ငံတကာမှာကျမတို့ကိုအဲ့ဒီဘောမတွေပြောတဲ့စကားအတိုင်းပြောရရင်တော့ကျမတို့ကခွက်ခေါက်တယ်လေကျမတို့ကကျမတို့ပြည်သူအတွက်ကျမတို့အနာဂတ်အတွက်ခွက်ခေါက်တာနော်ဒါပေမဲ့မင်းအွန်လိုင်းဆိုတော့မအေလိုးอ่ะနော် ပြည်သူလူထုကိုပြန်တတ်ဖို့လောက်ခေါင်းထဲမှာအစီအစီထွက်တယ်ဘယ်လိုပြည်သူကိုတတ်ရမလဲပြည်သူကိုတတ်ဖို့လက်နက်ဘယ်ကရမလဲဘယ်ကောင်ကိုဖင်သွားဆုတ်ကမလဲဆိုတာအဲ့ဒီဟာမျိုးအတွေးကတော့ခေါင်းထဲမှာအပြည့်အဝရှိနေတယ်ဒါပေမဲ့ကျောင်းလူပြည်သူလူထုဘေးအန္တရာယ်တစ်ခုခုကြုံတဲ့အခါဘယ်လိုအရေးချင်းတွေထုတ်သုံးရမလဲဘယ်လိုကူညီကယ်ဆယ်ရမလဲဘယ်လိုဒီပြဿနာကိုဖြေရှင်းရမလဲဆိုတဲ့ခေါင်းမပါလာခဲ့ဘူးမတွေးနိုင်ခဲ့ဘူးနော် သူ့ရဲ့အုံနောက်ကကလေးအုံနောက်ပဲရှိတယ်လူတက်အုံနောက်ပဲရှိတယ်။နော်အဲ့ဒီလိုဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ပြည်သူလူထုအချင်းချင်းကျွန်တော်တို့အချင်းချင်းဒုက္ခခံစားနေရတာမျှဝေခံစားပေးနေရတာအလိုအမွေတွေဆိုလဲကျွန်တော်တို့အချင်းချင်းပြန်ပေးနေရတာနော်ကျွန်တော်တို့ပြည်သူမှာပြည်သူပဲရှိတယ်ဆိုတော့တဘာဝကြီးကရှင်တို့ကိုပြောပြနေတာအကုန်လုံးကမင်းတို့ပဲရှိတယ်မင်းတို့မင်းတို့စင်ကျင်မှမင်းတို့အတွက် နော်ဖြစ်လာမယ်မင်းတို့ပဲရှိတယ်ဆိုတော့တဘာဝတရားကြီးအမျိုးမျိုးကျမတို့ကိုပြောပြနေတယ်ဒီမင်းဆိုမင်းညက်လက်ထက်ထဲမှာတော့မင်းတို့ကဘယ်တော့မှကံကောင်းနိုင်တဲ့လူလေမဟုတ်ဘူးဆိုတော့တဘာဝကပြောပြနေတယ်တဘာဝကြီးစိတ်ဆိုးနေရှင်တနည်းအားဖြင့်ပြောရရင်ဒါဘာသာတရားတွေနဲ့လုံးဝမဆိုင်ပါဘူးလူတွေရဲ့နော်ဒေါသတွေလောဘတွေမောဟတွေနဲ့ပဲဆိုင်ပါတယ်။ဘာသာတရားစကားပြောတတ်တယ်ရှင်။ နော်အဲ့ဒီအချိန်မှာကျမတို့ကဒီအချိန်မှာငင်းငင်းညံ့ညံ့နဲ့ဆူတောင်းပွဲတွေလုပ်ပေးနေရမယ်နော်ဒီလောက်လူအသက်တွေသေနေရတဲ့ကိစ္စဟိုမြို့မြို့တမြို့ကိုပတ်ပြီးတော့ရှင်လောင်းလှဲ့နိုင်သေးတယ်နော်တစ်တော့မှာအပျော်အပါဗီဒီယိုတွေရိုက်နိုင်သေးတယ်ပျော်ပါနိုင်ကြတယ်မပျော်နဲ့လို့ကျမပြောပါဘူးဒါဆိုကျမတို့ဒီကျွေးတတ်တဲ့ကောင်တွေကနော်ပြောသေးတယ်ငါတို့ကမပျော်ရတော့ဘူးလား ရှင်တို့မပြောရတော့ဘူးလို့ကျွန်မပြောတာမဟုတ်ဘူးရှင်တို့ကိုကကိုငိမ့်ငိမ့်ချမ်းချမ်းအေးအေးဆေးဆေးပျော်လို့ရတယ်ကို့အိမ်မှာကိုဖင်မဲထောင်ကထောင်ကအရက်တောက်လို့ပဲသေသွားသေသွားကျွန်မတို့အလုံးမဟုတ်ဘူးဒါတွေကနော်ဒါပေမဲ့ဒီလောက်ဆိုရှယ်မီဒီယာပေါ်မှာပြစ်နေတဲ့ပြဿနာတွေဒီသတင်းတွေကိုစောင့်ဖတ်နေရတယ်နော်ဒီဟာတွေကြောင့်လူတွေကစိတ်ဆင်းရဲနေရတဲ့အချိန်မှာရှင်တို့ post တွေကပို့ပြီးလူတွေကိုအနောက်ရှက်ဖြစ်စေတယ်။နောက်ကူက ခုကျမရောက်နေတဲ့နိုင်ငံမလေးရှားနိုင်ငံဆိုလို့ရှိရင်ဒီနေ့ဒီအချိန်ဟာနော်နှစ်ကူးဖြစ်တယ်သူတို့ဥပုပ်လထွက်တဲ့နှစ်ကူးဖြစ်တယ်အဲ့ဒီနှစ်ကူးရက်မှာနှစ်မကူးနိုင်မယ်နဲ့အသက်ဘေးအန္တရာယ်တောင်ကြုံရနိုင်တယ်ကျွားတို့မြန်မာနိုင်ငံအတွက်တွားပြီးတော့ဒီနိုင်ငံအစိုးရဝန်ထမ်းတွေကတွားပြီးတော့အသက်ဆုတ်ဆံပြားကယ်ထုတ်ပေးနေကြတယ်တခြားနိုင်ငံတွေကလည်းလာပြီးတော့ကယ်ပေးကူပေးနေကြတယ်အဲ့ဒီချိန်မှာရှင်ကျမတို့လူမျိုးတွေကကိုယ်လူမျိုးဖြစ်တဲ့မူရင်းလူမျိုးတွေကနော် ပျော်ပြပါပြပြီးတော့အလိုအတန်းနေလှုပ်ပြရှင်လောင်းနေလှဲ့ပြရှင်တို့ခွေးလောက်တောင်စောက်အသိဉာဏ်မရှိဘူးတခြားနိုင်ငံကခွေးတွေကျမတို့လူတွေရဲ့ကျမတို့လူမျိုးတွေရဲ့အသက်တွေကိုလာကယ်နေကြတာရှင်တို့မြင်တာရှင်တို့အဲ့ဒီခွေးလောက်တောင်အစင်တမ်းမရှိဘူးကျမပြောလိုက်ရှင်တို့ခွေးတွေလောက်တောင်အသိဉာဏ်မရှိဘူးเนาะကျမ ဒီနိုင်ငံရေးစကားတွေကိုကျမပြောတယ်ကျမတခါမှမစဲဘူးကျမဒီတခါတော့စဲပြတယ်ရှင်တော့ကမင်းအွန်လိုင်းနဲ့အတူတူပဲမင်းအွန်လိုင်းလို့ရုံမာတဲ့လူတွေပဲရှင်တော့လူအကုန်လုံးလေတိလားအခုချိန်မှာဘလို့မှတခြားလူရဲ့ခံစားမှုတခြားလူရဲ့မျက်ရည်တွေယူမတက်ခံစားနေရတာပြီးတော့ကျမတို့ဒီငလျင်ပြက်ကြောကြီးရလေကျမတို့မြန်မာနိုင်ငံရို့ ထိုးခွဲထားတာရှင်အဲ့ဒါအပြတ်ကျော်အရင်တုန်းရဲ့တဲ့ကရှိနေတယ်ပြတ်ကျော်ချောင်းကြီးပဲအဲ့ဒီပြတ်ကျော်ချောင်းကြီးကကျွန်တော်တို့နိုင်ငံအလေတက်တယ်ယူအလေတက်တယ်ယူမှာထိတ်ထိတ်ရှိတယ်အဲ့တော့အဲ့ဒီငလီရီးတာကြီးကြီးမားမားဆက်လုပ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံအောင်ပျောက်သွားနိုင်တယ်ရှင်တို့နားလေလားဟမ်နိုင်ငံတကာပညာရှင်တွေတဘာဝဘေးအန္တရာယ်ထိမ့်သိမ်းနေတဲ့ပညာရှင်တွေနော်ဖတ်နေတဲ့ပညာရှင်တွေပါရဂူတွေကအခုမြန်မာနိုင်ငံကစိုးရိမ်ဆုံးဇုံအမတ်အမြင့်ဆုံးအခြေအနေမှာရှိနေတယ်လို့ပြောလာကြတယ်ရှင် ဘာလို့ရှင်တို့လူလိုနားမလဲကြရတာလဲနော်ဒီပွဲတွေကို မလုပ်ပါနဲ့ဘာပွဲမှမလုပ်စေချင်ဘူးရှင်ဘာရှင်လောင်းပြုဘာပွဲမှမလုပ်ချင်ဘူးဆူတောင်းပွဲလေးပဲလုပ်ပေးကြပါကျေးဇူးတင်ပါတယ်နော်ရှင်တို့အဲ့လောက်တောင်အသိဉာဏ်ခေါင်းပါလာကြည်လားအဲ့လောက်တောင်ရှင်တို့မှာကိုကျင်းစာတရားနဲလာကြည်လားနော်ဒီအချိန်မှာဒီလိုလေးနေရမယ်တပတ်အိမ်မှာနော် အတုပဖြစ်နေတယ်ဒီလိုလေးနေရမယ်ဆိုတော့ live တင်ပြနေရတဲ့အထိရှင်တို့ရဲ့အုံနောက်တရားသုံးစားလို့မရတော့လောက်အောင်ဘယ်သူတွေကလုတ်ပေးလိုက်တာလဲရှင်ဟမ်ကျမတို့မြန်မာပြည်သူလူထုတွေအတွက်ကျမတို့အချင်းချင်းအတွက်နော်ကျမတို့တမြေတဲ့တရေတဲ့တောက်ထားတဲ့လူတွေအတွက်တောင်နှလုံးသားလေးထဲမှာနည်းနည်းလေးမျှဝေမခံစားပေးနိုင်ကြဘူးလားဟမ်အတိတရားလူလိုအတိတရားရှိဖို့တောင်လိုက်ပြောပြနေရတယ်ဟဲ့ဘေးမှာ မตาဖြစ်နေတယ်မตาအိမ်ဖြစ်နေတယ်ငိုနေကြတယ်နင်တို့တချင်းလေးတူတူလေးဖွင့်ကြပါလို့တောင်လိုက်ပြောပေးနေရတယ်အချိန်ကြီးဖြစ်နေတယ်ဟမ်ဒီလောက်တောင်စောက်အသိတရားနေမဲ့လှကြီးလားတုံးလှကြီးလားဟမ်ဘလို့လူတွေလဲရှင်တို့တနိုင်ကံလုံးမြေမြိုသွားမှရှင်တို့တွေရဲ့ပျော်ခြင်းစ ရွှင်ကျင်စိတ်ကြီးပျောက်သွားမှလားဒီလောက်ကလေးတောင်အောင့်ဤမတိခံနိုင်ရတော့ဘူးလားဒီလိုမပျော်ရွှင်ရလို့ဒီအလိုတန်းတွေမလုပ်ရလို့ဘာမှဖြစ်မသွားပါဘူးဒီလောက်လေးတောင်မအောင့်ဤမတိခံနိုင်ကြဘူးလားဟမ်လူလူတွေသိနေတာရှင်အဲ့မှာကူကျင်ရှင်တို့အဲ့မှာသွားကူကုတို့ရတယ်ရှင်တို့ဖះဆောက်ရှောက်လိမ့်မယ်ရှင်တို့ရှင်တို့ရှင်ပြောစရာစကားတွေလည်းကုန်ပြီတိလား